ဟာတွေ့လို့ကြုံလို့တရက်ပါလိတိုင်းပြစ်တာမဟုတ်ဘူးသူတို့ကရက်ပေါင်းများစွာသုံးမသုံးလေးရက်လောက်လာပြီးတော့ကိုယ်အိမ်ဘီနာမှာကိုယ်ပဝန်းကျင်နာမှာရက်ပေါင်းများစွာကိုယ့်ရဲ့မူချင်းအပြုတ်မူတွေလာလေ့လာပြီးတော့မှလုပ်တာဖြစ်တဲ့အတွက်ဘသူပဲဖြစ်ဖြစ်ခင်ဗျားတို့အနေနဲ့ကိုယ့်ကိုယ်ကိုစိုးရိမ်ရတဲ့လူတွေကပါလေလို့ခိုင်ထားရင်ကျွန်တော်နေရမှာရှင်းရှင်းလေးပဲပုံမှန်လုပ်နေကြတယ်မလုပ်နဲ့ပုံမှန်နေကြတယ်မနေနဲ့ပုံမှန်သွားနေကြတယ်မသွားနဲ့ပုံမှန်အတိုင်းမလုပ်နဲ့ဒီနေ့ဒါလို့ပြန်နောက်တစ်နေ့ဒါနောက်တစ်နေ့ဒါဆိုလို့လူကအဲ့တော့ကိုယ်တိုင်းသလိုအမြဲတမ်းကိုယ့်ရဲ့ဟိုတိုင်းဖရိုအမြဲတမ်းလူသူကစားတာကောင်းပါလေလို့ကြံတက်တဲ့သမားတွေကလည်းအချိန်ပြည့်ခင်ဗျားတို့အနာမှာမတ်တက်ရိုက်ထိုင်ဆောင်နေနေမှာမဟုတ်ဘူးသူတို့ကလည်း ခင်ဗျားတို့အချိန်ကြီး link နဲ့အချိန်ကြီးမှာ link တဲ့အချိန်ကြီးမှာတာလုံးမှာသဘောလို့ကြတဲ့သဘောရှိတယ်။အဲဒါကြောင့်မလို့ channel တွေနေလည်း 3G ထားနေထိုင်ကြဖို့တော့ကျွန်တော်တိုက်တော့ပါတယ်။မကြခင်မှာလည်းနိုင်ငံရေးရွေးကောက်ပွဲလေးလာမယ်ဆိုရင်ရွေးကောက်ပွဲကာလတော့မထွက်တော့အမှတ်တွေအတွက်တော့ဒါပုံတက်တော့အကူအစရလောင်းနေတော့ကတော့ဒါတန်ကြောက်ခောက်တယ်ပါပဲနော်။အဲ့တော့ဒါတစ်ချက်ပေါ့။အဲ့တော့ဘုံတူဘောနော်။ဘုံဘုံဘုံကျုပ်ဟောင်းပေါ့။ညီသက်ဆံဘုံတူလောက်ကြခံရရတဲ့ဖြစ်စဉ်ပေါ့နော်။အဲ့ဒါလေးကိုလည်းပြောပါမယ်။ညီသက်ဆံဘုံကမရန်ကုန်မြို့နယ်မှာသူကနေထိုင်တဲ့သူဖြစ်တယ်။မနိုင်မရန်ကုန်မြို့နယ်အာပြောရရင်တော့ကျွန်တော်တို့ ရှုတ်တော့ရှင်ကိုမိုင်ပေါ့ကိုမိုင်ပါကိုမိုင်ပါတို့ကကိုမိုင်နာမှာနေတယ်ပေါ့နော်အဲ့လိုပြောပြစီကိုမိုင်နာသူကရွှေနင်းစီလမ်းမှာနေရလဲကြားတယ်ဒါပေမဲ့သူသတင်းတွေကတော့ဗျာစုံအောင်ထွက်နေရဆိုတော့ကျွန်တော်ပြောသေးဒီမှာသူကထုတ်ပြန်ထုတ်ပြန်ချက်ဒီ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 လောက်ချန်တက်ဖြတ်ရေးတမားတွေထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကိုကျွန်တော်ရေးဖတ်ပြပါမယ်ပြီးတော့မှကျွန်တော်ဒီဖြစ်စဉ်ပြပြပါမယ်လောက်ချန်တက်ဖြတ်တွားရေးထုတ်ပြန်ထုတ်ပြန်စာထဲမှာဘာပါလဲဆိုတော့သူတို့ဖွဲက Golden Valley Warrior လို့ခေါ်တဲ့အဓိဖွဲပေါ့နော် Golden Valley Warrior ပေါ့ဟုတ်ဆိုတော့သူကဘာပြောလဲဆိုတော့ဒီနေ့မနက်ပိုင်းမှာလေရန်ကုန်မြို့မယန်းကုန်းမြို့နေ A1 လမ်းပေါ်မှာပြုလုပ်ခဲ့တဲ့ mission အောင်မြင်ခဲ့ပြီးတော့ရဲဝဲလုံးကြုံဖြစ်တယ်တဲ့နော်ဘိုးချုပ်ညှို့ထောင်းအောင်အားတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်တဲ့ National Defense College NDC မှာတဲ့ Internet Security and Counter Terrorism နိုင်ငံလုံးကြိုးရင်းနဲ့ကျွန်တော်တို့ပြည်ပသားရဲနဲ့နိုင်ငံတော်ဆက်ဆံရေးပါလာရဲကိုတင်ကြားနေဖြစ်တယ်တဲ့မဟုတ်နိုင်ငံတော်ကဝေးတက္ကသိုလ် NDC ရဲစစ်တပ်ကဘုံမူကြီးအဆင့်ကနေစတင်တက်ရောက်တဲ့စစ်တပ်ရဲ့အရေးပါတဲ့စစ်မြေတန်းတန်းကြောင့်ဖြစ်တဲ့နော်တကယ်သူစိတ်ကမှ NDC ရစစ်တပ်ကပဲတက်တယ်လို့ထင်တာ NDC ရစစ်တပ်တယ်မဟုတ်ဘူးရအစိုးရဝန်ထမ်းတွေဒီမှာညှို့ညှို့ညှို့တွေညှို့ညှို့တွေအစီညှို့ညှို့တော့ပါဘူးညှို့ညှို့တွေညှို့ညှို့တွေအစီအတိတ် အများကြီးတော့တက်ကြတယ်တန်တန်းကြနော်အဲ့လိုတန်တန်းတို့ကလည်းစိတ်ထဲမှာစိတ်ထဲမှာထင်တာစစ်တပ်ကြီးပဲတက်လို့ကြာရဲရဲလေးတက်တယ်ညှို့ညှို့ချုပ်တွေလည်းတက်တယ်နော်အညှို့ချုပ်ညှို့ချုပ်ညှို့ချုပ်တွေတက်တယ်အဲ့ဟိုရဲရဲတက်တယ်ရဲမှုကြီးတက်ကြတယ်အစပြုတော့တကယ်ကိုတိုက်ပြပါဖြစ်တဲ့အုတ်ချိုရန်ရရဲကလူတွေအကုန်လုံးကြီးပိုင်းတက်ကြတယ်ဟာဗျာကျော်တော်နဲ့တချို့ကကြာတယ်စစ်တပ်ပဲတို့လည်းရုပ်ဖုံးကြထိုးကြတော့နော်အဲ့တော့နောက်တော့ကဝေးတက်ကူတန်းကြီးစီရတဲ့စစ်တပ်ဘုံကြီးဆင်ဆတ်တက်တဲ့အပြည့်တက်ရေးပါတဲ့တန်းချောင်းဖြစ်တယ်တဲ့သူတို့ Golden Valley Warrior ဖွဲ့အားကာလာတို့ကြာချက်လက်စုဆောင်တွန်းထောက်လိုက်တဲ့ဒီမျိုးကြီးဖြစ်တယ်တဲ့အဲစစ်တပ်ကဘုံမှုချုပ်ဘိုးချုပ်ရတို့အရင်းသားယူခဲ့တဲ့နော် လက်ရှိစစ်တပ်နေတဲ့ဘာကြောဘာညာဘာညာပြထားပါတော့ဆိုအဲ့လိုလုပ်နေလို့သစေးပြပါပြတတ်မှတာဖြစ်တယ်တဲ့နော်စစ်တပ်ကိုထောက်ကူပေးနေလို့ပေါ့ဗျာပြောရရင်တော့အဲ့တော့ဘိုလ်ချုပ်ချုံထောင်းအောင်ငါတဲ့ကမ္ဘောဒီးယားနိုင်ငံတာမတ်ဖြစ်ပါတာဝန်ထမ်းဆောင်ခဲ့ပြီးတော့မြန်မာပြည်ပြောင်းချင်မှစတင်ကနေပြီးတော့မှနိုင်ငံတော်ကောက်တက်မှာစစ်တပ်တင်ကြားပို့တော်ပို့လို့ပေါ့ဗျာ NDC မှာဆိုတော့ तू ကဘိုလ်ချုပ်ကြီးအားကိုးရတဲ့စစ်ဘုံကျောင်းလေးကစစ်ဘုံကျောင်းဘိုလ်ချုပ်ကြီးမြန်မာလား तू အားကိုးရတဲ့စစ်ဘုံကျောင်းမြန်မာတဲ့တယောက်ပေါ့ဗျာ तू အဲ့အဖွဲ့ကိုကျန်နေယူရတယ်ပြည်သူ့စစ်မှားပြောအောင်ကိုလည်းပေါ်ဆောင်ပေးခဲ့တဲ့သူတယောက်ဖြစ်နေပေါ့ဗျာအဲ့တော့ တိုင်းစင်စင်ခေါင်းဆောင်မျိုးဖြစ်တယ်ပေါ့နောက်တစ်ခုကဒီဝေယုညိုထုံးဗိုလ်ချုပ်ချိုးထုံးအောင်ကိုတဲ့နော်ပြီးခဲ့တဲ့ဇန်နဝါရီ2023ဇန်နဝါရီတနေ့ကအာဝနကြော်တင်ဘောတဲ့စိတ်ကိုတဲ့ရွှေငါကြက်သားပါတဲ့စိတ်ကိုချင်းမြေပေးခဲ့ပြီဖြစ်တယ်တဲ့အဲ့တော့တို့အနေနဲ့ဒီဒီလိုမျိုးစစ်တဲ့ထောက်တိုင်မျိုးဆက်ပြတ်တဲ့တင်းထောက်လိုက်ပြီးတော့ဒါတိုက်ဟိုလောက်ရတာပြုတ်ချင်းမှုရှိလုပ်တယ်လုပ်ခဲ့ပါတယ်ဆိုပြီးတော့ဒါ golden value warrior ဖွဲ့ကသူထုတ်ပြန်တယ်သူတို့ထုတ်ပြန်ချက်ရဆိုရင်တော့ခုနကပြောတဲ့ဗိုလ်ချုပ်ဗိုလ်ချုပ်ချိုးထုံးအောင်ကိုသူတို့ပြက်ခတ်တက်ပြတယ်လို့သူတို့ကိုယ်တိုင်ဝန်ခံတယ်သူတို့ကိုယ်တိုင်လောက်ရတာတက်ပြတ်ပါတယ်လို့ဝန်ခံတယ်ပေါ့နော်ဒါသူတို့ကခံထားပြီးသားဆိုတော့အဲ့ဒါကြီးကိုမဟုတ်ပါဘူးလို့ပြောရင်တော့ဒါသူကိစ္စပါဗျာနိုင်ငံတကာတိုင်းဝမ်ကအဲ့ဒါကိုကြည့်ပြီးတော့ နိုင်ငံတော်ကအဲ့လောက်ကြည့်မလက်ကုတ်တီးမယ်ထင်သလားဒါမှမဟုတ်ဒီကောင်တွေဒီကောင်တွေဒီကောင်တွေကအငင်းသားတယောက်ကိုလည်းပြစ်တတ်တာပဲလို့တွေးမလားဆိုတော့ကျွန်တော်စဉ်းစားကြည့်ဘာတွေးမလဲလို့နော်ဟုတ်လေအငင်းသားအငင်းသားရရှိတယောက်ကိုလည်းပြစ်တတ်တာပဲကျောင်းကြီးကအကျောင်းဆရာချမ်းကလည်းပြစ်တတ်တာပဲခေါင်းရံကတည်းကလည်းပြစ်တတ်တာပဲနော်နိုင်ငံရေးပါတီတွေကိုလည်းပြစ်တတ်တာပဲတတ်တာပဲဟာဒီကောင်တွေအကုန်လျှောက်တတ်တယ်ကွာဝန်ထမ်းတွေလည်းတတ်တာပဲကျောင်းဆရာချမ်းကလည်းတတ်တာပါဒီကောင်တွေအကုန်လျှောက်တတ်နေတာပဲဆိုတော့မျိုးနိုင်ငံတကာမြင်သွားပါပဲအဲ့တော့ငိမ့်သားကိုစစ်ဖို့ကြိုးစားမှုလို့ဘာလို့ညာလို့ဆိုတဲ့စကားလုံးနိုင်ငံတကာမသုံးတော့ငိမ့်သားငိမ့်သားပဲပြီးပြီးသွားပြီဘာမှမဟုတ်တော့ဘူးအဲ့ဒါတွေကလောက်ရမယ်ကြောင်းမဟုတ်ဘူးဆိုတော့နိုင်ငံတကာတိုင်ကနားလေအဲ့တော့ဒီကောင်တွေအဲ့ဒါကိုဆက်လုပ်တော့ ဒါလုတ်တဲ့သူသားတွေအပြစ်ဖြစ်မှာပေါ့သူတို့ဆက်လုတ်တာသူတို့အပြစ်ပေါ့ကျွန်တော်တို့ကတော့ဓာကြီးကိုဘာမှမပြောလို့ဒီလုတ်တဲ့သူတွေပုံမှာလည်းနေမင်းကစားတွေပြောမနေတော့ဘာလို့ဆိုတော့ပြောလဲဘာမှပြောတဲ့အကြောင်းမရှိဘူးသူတို့ကကျွန်တော်တို့တားလဲရတဲ့ဟာတွေမဟုတ်ဘူးသူတို့လုတ်ချင်တာလုတ်မယ်ဟာပြီးတော့နောက်ကသူတို့ကိုကြိုးကိုက်ချဲလဲပြီးခိုင်းနေတဲ့သူတွေကပေးတဲ့ပတ်စံအတိုင်းလိုက်လုတ်ကြတယ်ခိုင်းနေတဲ့သူတွေခိုင်းတဲ့အတိုင်းလုတ်ကြတာသူတို့ကကိုယ်ပဲအုံတော့ပါလာတာမဟုတ်ဘူးသူတို့ကတ냐ခိုင်းတာလုတ်အောင်လုပ်ဖြစ်တယ်အဲ့တော့လုတ်ကြပါမယ်ဆိုတော့ဒီနေ့မနေ့9နိုင်20လောက်မှာเนาะမယံကုန်းပြည်နယ်9ရက်ကွယ်အိမ်မှာလို့ပြောတယ်သူကနေအိမ်မှာလို့ပြောတယ်အဲ့နေအိမ်မှာနေအိမ်ရှိနားမှာပေါ့နော်ဘုသူချုံတော့အောင်ပြစ်ခတ်တယ်အဲ့လိုပြောတယ်နော် ဆိုတော့မင်းကမင်းရဲ့ A1 လမ်းပေါ်တဲ့ဒီမှာရှိတဲ့သူ့နေအိမ်ပေါ့ဗျာအိမ်မှာဆိုပြစ်တာပြက်ခတ်တာပြက်တယ်လို့ပြောတယ်ဆိုတော့ဒီလိုပြက်ခတ်ဖို့အတွက်တို့အနေနဲ့ကြိုတင်ပြီးတော့စုံစမ်းထောက်လှမ်းမှုတွေအများကြီးလုပ်ပါတယ်လို့သိရတယ်နော် Algorithm Valley ကဟိုဟာသူဘာပြောလဲဆိုတော့ Algorithm Valley က Algorithm Valley Warrior အဖွဲ့ကတယောက်ကခက်သစ်မီဒီယာမှာသူလှမ်းပြောထားတယ်နော်ဆိုတော့လိုချင်တက်ဖြတ်ပြီးတာနဲ့စာထုတ်ပြီးတာနဲ့ခက်သစ်မီဒီယာတို့ပေါ်ပေါ်ပြည်ပြမီဒီယာတို့ direct တက်ပြီးတရေပြောပြောတယ်အဲ့တော့ဘာပြောလဲဆိုတော့ဒီပေါ်ချုပ်ကလည်း EDC မှာစာတင်တယ်လို့ဖျက်သည်တရင်ညာစာရတယ်သူတို့ကစရိုက်စုံစမ်းထောက်လှမ်းအဲ့တော့သိလာတော့တော်လည်းရှိတယ်တူရတယ် ကိုလူကြီးမြောက်လိုက်ဂုံးဆောင်စစ်ကိုရထားတော့မိတ်ဆုံစားပွဲတွေအပတ်စဉ်ကောက်ရဲကွင်းတွေမှာပြောတယ်တဲ့ကိုကြီးပြောတယ်ပြောတယ်တဲ့အစ်ကွန်းနဲ့ခေါ်တဲ့ကိစ္စမှာလဲတဲ့ပေါဝင်တောင်မျိုးမတွေ့ရင်စစ်ကွန်းထဲမှာအဖွဲ့တွေနဲ့သူပေါဝင်ပြီးတော့အကြီးသားတန်မှုတွေစုပြီးတော့ချန်ပိန်းနဲ့ရှိတယ်လို့အချက်လက်တွေသတင်းပေးလို့ရိုးရေးရအချက်လက်တွေရှိတယ်ပေါ့နော်အဲ့တော့တို့ကမထုတ်ပြန်ဘူးပေါ့ဒါပဲစစ်တပ်ရဲ့ထောက်တိုင်တွေကိုလုံခြုံရေးပြည်နယ်ဒီသူတွေဆိုကျွန်တော်တို့လက်ကပြင်းမလို့ပါဘူးတဲ့စစ်တပ်ထောက်တိုင်တွေလုံခြုံရေးပြည်နယ်နေရသူတွေလဲကျွန်တော်တို့လက်ကပြင်းမလို့ပါဘူးတဲ့ဟုတ်ပြောပြောကျွန်တဲ့စစ်တပ်ထောက်တိုင်တွေလဲမဲလိုက်ခံရင်ခံနေရှိကိုပြင်သားကြပါလို့ပြောချင်တယ်ပေါ့စာတွေတော့ချင်းချောက်ထားတာပေါ့ကျွန်တဲ့လူတွေချင်းချောက်ထားပေါ့ဆိုတော့ဒီလိုမျိုးလိုချင်တပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကတော့ confirm ဖြစ်သွားတော့ကျွန်တော်တို့သိရတဲ့လောက်တော့ ဖြစ်ဖြစ်ချင်းတော့ချက်ချင်းတော့ဆုံးသွားဘူးเนาะချက်ချင်းဖြစ်ဖြစ်ချင်းဆုံးတော့မဟုတ်ဘူးဒါပေမဲ့ဖြစ်ချင်းဆုံးတာမဟုတ်ပြီမဲ့ဖြစ်ချင်းဆုံးတာမဟုတ်ပြီမဲ့သူ green တထောင်တစ်ထောင်လို့ခေါ်တလားဟုတ်သူတို့ခေါ်ရှိအဲ့မှာကျွန်တော်ဒီမှာပြန်ပြောပြမယ်အဲ့မှာ तू ကတွက်ကိုင်းနဲ့အဲ့ဆေးကိုရောက်ပါပြီမှာဆေးကိုမှာပဲဆုံးတယ်လို့ကျွန်တော်အကြမ်းမြင်သိရတယ်မနေ့ပိုင်းပေါ့နော်ဆိုတော့ तू ကအဲ့ဗိုလ်ချုပ်ချိုးတော့ငါအလုပ်တင်ငါကအသက်ကအသက်က60နှစ်ရှိနေရှိပြီအလုပ်တင်ငါပြောရတယ်ဗိုလ်ချုပ်ကြီးမရောက်နိုင်လို့ဆိုတော့အသက်ကအမကွာဘူးနော်မကွာဘူးဘုံကြီးဆိုရင်ခုဒါ60နဲ့80တဲ့ရောက်ပြီလို့ပြောပြရတာဘုံကြီး60တဲ့ဝင်နေတော့တင်ကျွန်တော် ဟုတ်တယ်90လောက်ဝင်ပြီတင်တယ်ဗျဆိုတော့ထားပါတော့ကျွန်တော်ဘုရားကြီးတော့68 80အဲ့လောက်ဖြစ်ပြီတင်တယ်เนาะကျွန်တော်လည်းသူ့အသက်ကိုမေ့နေပြီထားပါတော့ဆိုတော့ဘုရားကြီးတဲ့ကိုကျွန်တော်မေ့ထားတာကြာပြီဗျဆိုတော့အခုသူဘုရားကြီးတော့သိပွားလောက်အဲ့တော့မယန်းကုန်းနေ့စဉ်၅လမ်းမှာသူနေတာတဲ့နေ့စဉ်၅လမ်းလို့ပြောတယ်နေရတော့အဲ့တော့ तू อ่ะไอ้หลูมันแปลสนไอ้หน้ามันช็อตถั่วนี่ชื่อแหละ तू อ่ะไอ้ช็อตถั่วนี่ชื่อพี่โพซอนกัดดิมันช็อตถั่วดิสัตว์นี่มันดูลงนี่ชื่อแต่แม้ตะโชตะดิ้นนี่มาก็ตู้ไอ้ชื่อมาล่ะปิดตัดตัดหลูပြောเลยตะโชตะดิ้นนี่มาจ้ะรอไอ้ชื่อมาโพซอนซอนลองซอนลองပြောเพิ่นไอ้ชื่อมาปิดตัดเลยหลูပြောเลยตะโชตะดิ้นนี่มาจ้ะรอ ဘေးအိမ်တွေကိုသူဝေဖို့တော့တည်တည်တွေလိုက်ကောက်နေနေတည်တည်ကောက်ပြီးတော့ထွက်လာတဲ့အချိန်မှာပဲပြစ်တတ်တယ်လို့ပြောတယ်။သတ်တယ်မဟုတ်ဗျာမျိုးစုံတတိမျိုးစုံပြောကြတယ်။အဲကျွန်တော်တို့ပြန်တည်တယ်ပုံမှန်ကြတော့လေမဟုတ်ဘူးသူကအဲ့ဒီနာမှာသူကမနက်ဖြန်ဆိုရင်စောစောသူထွက်ပြီးလမ်းလျှောက်လမ်းလျှောက်လေးရှိတယ်ပေါ့ဗျာ။သူကြမ်းမှရေးပေါ့လမ်းလျှောက်လေးရှိတယ်တဲ့။အဲ့လိုလမ်းလျှောက်ထွက်တဲ့အချိန်မှာပဲဟော PDF ပေါ့ဗျာ master ထားတဲ့ PDF လေးယောက်လို့လည်းပြောတယ်တချို့ကအချို့က၂ယောက်လို့ပြောတယ်။အဲ့တော့တေချာတော့ဒါပြီးတော့၂ယောက်ဆိုရင်တော့အဲ့၂ယောက်ထဲတစ်ယောက်ကတေချာလိုက်ပြီ။ဒီကက်ပြစ်တစ်ခါတတ်ဖြတ်သွားတယ်အဲ့လို champion တည်ရတယ် ဆိုတော့သူကအငင်းသားစစ်တပ်မှုတမ်းမှတ်နေတဲ့သူအငင်းသားအေးစိတ်နေလို့ပြောဖြစ်တယ်။နောက်ဆုံးထပ်စကကစကိုရင်းမြို့မှာလည်းစကကမှုလုပ်ခဲ့ဘူးတယ်ဖြစ်တယ်။တမ်းမှတ်ပါလေဆိုနာမည်ကောင်းရတယ်လို့ပြောဖြစ်တယ်လို့ကျွန်တော်သိရတယ်။ဆိုတော့ပြောရရင်တော့ဒီဖြစ်စဉ်ဖြစ်တဲ့အချိန်မှာတော့လူကြိုးတက်ဖို့နေလို့တော်တော်ရှုပ်သွားတယ်လို့သိရတယ်။ပြီးတော့သူ့ကိုတော့ဒါတစ်တထောင်ဆေးဦးမှာပို့တဲ့အချိန်မှာအဲ့မှာကွယ်လွန်သွားတယ်လို့သိရတယ်။ဆိုတော့ပြောရရင်တော့ဟိုတမ်းမှတ်တမ်းမှတ်ဘက်ကတော့ပို့လို့ပြောနေတမ်းမှတ်ဘက်ကပြောရရင်တော့ဒါတမ်းမှတ်သားတွေသူ့ရဲ့တပည့်ဟောင်းနေသူ့ရဲ့ဒီကိုတငယ်ချင်းမိတ်ဆွေဟောင်းနေဆိုတာကြည့်ပြီးရင်နာတော့အစိမ်းမကောင်းဖြစ်ကြတာပေါ့နော်။မိသားစုတိုင်းမှာလည်းအစိမ်းမကောင်းဖြစ်ကြတာပေါ့။ အတူကလည်းသူ့ကိုသူတော့ဒီလိုထင်ထားမယ်တော့ဖြစ်လာလိမ့်မယ်လို့ထင်ထားမယ်ပေါ့မပေါ့ဘူးပြီးတော့ရန်ကုန်မြို့မှာကအေးစစ်ဖြစ်နေပြီလို့သူလည်းသူထင်နေပုံရပါလိမ့်မယ်ထင်နေပုံရပါလိမ့်မယ်ဘာလို့ဒီကာလမှာအေးစစ်ဖြစ်ပြီဆိုတာဘာမှမရှိဘူးပြကျွန်တော်လွန်ခဲ့တဲ့တပတ်ကျော်လောက်ကဖြစ်ပုံများတယ်ကျွန်တော်တပတ်လောက်ကရှိပြီလားတပတ်ကျော်ရှိပြီတင်တယ်ပြောခဲ့သေးတယ်ဝင်းကျုပ်ပြောလို့ဝင်းကျုပ်အစိုးသိန်းပြောလို့ကျွန်တော်ကလည်းပြန်ပြောတာရှိတယ်ရန်ကုန်ထဲကိုခဲတော့မှတ်မိကြအောင်ထင်ထားတော့ထားတော့ရန်ကုန်ထဲကိုလောက်ချံတက်ဖြတ်ရေးသမားတွေဖောက်ဖွဲရေးသမားတွေရောက်နေပြီလို့ကျွန်တော်ပြောပါတယ်ကျွန်တော်ပြောခဲ့ပါတယ်အဲ့လိုကျွန်တော်ပြောခဲ့ပြီးပြီလောက်ချံတက်ဖြတ်ရေးသမားတွေဖောက်ဖွဲရေးသမားရောက်နေပြီလို့ကျွန်တော်ပြောခဲ့တယ် ဲ့လူတွေကပြီးခဲ့တဲ့တကြံကာလအလွန်ကြံတဲ့တို့ရောရောင်ကြီးဝင်လာတာလားဒါမှမဟုတ်အလင်းဝင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေအလင်းဝင်တလူလူနဲ့ဒီထဲမှာပြန်ပြီး information ပေးနေရလားဆိုတဲ့မိကုန်းတွေလည်းရှိတယ်ဒါတွေကတိတ်ကြောက်ဆရာကောင်းတယ်လုံကျွေးရှိရပြောမှာစတိတ်ကြောက်ဆရာကောင်းတယ်ပြီးတော့အခြားပုံစံမျိုးစုံတွေဝင်ရတယ်အဲ့တို့လောက်ကြတဲ့ပြပြပြီးအဲ့ဖွဲ့တွေကတော့ရန်ကုန်မြို့မှာတက်ပြီးရေရှည်မင်းကြောက်ပြီးထွက်ပြီးတယ်အခုဘိုးချုပ်ဘိုးချုပ်ချိုးထောင်းကိုတတ်ပြတ်တဲ့အုပ်စုလောက်ကြတဲ့ပြတဲ့အုပ်စုတွေဆိုရင်လည်းဒါဒီနေ့လောက်ကြံပြီးတဲ့နောက်မှာသူဒီနေ့ဆိုရင်ရန်ကုန်မြို့မှာဒီနေ့ဆက်ပြီးနေရပါမလားဆိုတဲ့မိကုန်းသူနေရဲ့ကျမနေရဲ့မှာသူလောက်ပြီးသွားရင်တော့သူလောက်အောင်ပြီးရမှာ အကယ်၍သူရောင်မျိုးတော့ဒီနေ့24နှစ်လည်းမပြီးဘူးအချက်ချင်းနေနေအောင်မယ်ဆိုရင်တော့တရားရတယ်မနေ့ကတပတ်ကနောက်တပတ်တရက်နေ့တုန်းကမိပါပဲအကယ်၍သူအဲ့လိုမလုပ်ဖက်နဲ့အာချက်ချင်းလုပ်ပြီးရတယ်ချက်ချင်းတန်းပြီးတော့တန်းပြီးကားနဲ့တန်းထွက်သွားတယ်ဆိုရင်တော့ရောင်မျိုးအပြင်ထွက်သွားပြီဆိုရင်တော့လွတ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်နှစ်လမ်းရှိတယ်ဗောဘယ်လမ်းဖြစ်မလဲတော့မသိဘူးအဲ့ရောင်မျိုးရုပ်ကပေးခဲ့တဲ့တပတ်ကျော်တော့အထင်နဲ့သူပြောတယ်ရောင်မျိုးအဝင်လုံချိုးကြီးတင်းချက်ဖို့စစ်ချဖို့ဆေးချဖို့ဒါမျိုးသူပြောတယ်ပေးခဲ့တဲ့တပတ်လောက်ကကျွန်တော်ပြောတယ်လုံချိုးကြီးတင်းချက်ဖို့စစ်ချဖို့ဘုံဘုံ sorry အာဘုံကြီးချုပ်အစိုးတွေကပြောတယ်ကျွန်တော်ပြောခဲ့တယ်အဲ့တော့ တကယ်လည်းလုံခြုံရေးအထင်ကျဖို့လိုတယ်လို့ကျွန်တော်ရန်ကုန်မြို့အဝင်အထွက်တွေရန်ကုန်မြို့ရဲ့ဟိုဟာတွေအဝင်အထွက်တွေအရန်ကို3ကြီးကြီးထားပြီးတော့စစ်ကြဆေးကြဖို့လိုတယ်ရန်ကုန်မြို့အဝင်အထွက်ဆိုတဲ့နေရာမှာလည်းကျွန်တော်သိတဲ့အတိုင်းပဲရန်ကုန်မြို့ဝင်ထွက်ဆိုတာကရန်ကုန်မြို့ရဲ့အမြန်လမ်းဝင်တာတစ်ခုတည်းသူ့လိုမရဘူးရန်ကုန်မြို့ဝင်ထွက်ဆိုတာနေရာပေါင်းဆောင်ရှင်ဒါကတော့ဟိုးကော်မူကိုညံကုန်းကလည်းရှိတယ်နော်ကျွန်တော်တို့ဘာလို့ပြောလဲဆိုတော့ကော်မူဘက်မှာပြီးခဲ့တဲ့ရပိုင်းကပြီးခဲ့တဲ့ရပိုင်းတွေထွင်ရပါတော့ဘယ်ရက်တော့ကျွန်တော်ထားပါတော့မသိတော့ဘူးအသိလို့မှတ်ပါနော်ဘယ်ရက်ကမသိငါမသိကော်မူဘက်ပြီးခဲ့တဲ့ရပိုင်းက KNU တက်မှာ6က8ရောက်ကိုကော်မူဘက်မှာမိထားတယ်နော်မိ8ရောက်မိထားတယ်အဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးပြီဒါကြောင့်ဒါလည်းဖြစ်ခဲ့ပြီးတဲ့အတွက်ဝင်နေလားလို့မင်းဝင်တယ် ပြီးတော့လူကြိုက်သမားတွေကဝင်ဖို့လမ်းကြောင်းတွေကရှင်းပြရတော့မြန်လန်းနေဗာလန်းညာလန်းနေဟိုလန်းဒီလန်းရှောက်ဝင်ကြတော့မလို့သေးဘူးတဲ့ပြောရရင်တော့ PDF တွေအလင်းဝင်ပါသည်ဆိုတဲ့စကလုံးနဲ့တူဝင်လာရင်းနဲ့အဲ့ဒီလူတွေတချို့တွေကလည်းအဲပြောရရင်တော့သူ့အိမ်မှာပြန်နေလို့ရပြီလို့ယူဆပြီး AC အိမ်မှာနေနေမဲ့သူတို့ကလည်းဝင်လာပြီးတော့ဆက်ပြီးတော့သူတို့နောက်ခံလူတွေကိုတရင်မပေးဘူးလို့လည်းမပြောနိုင်ဘူးဆိုတော့ဂိင်းကနေစရှိလာတယ်ဆိုတော့ဒါကြောင့်ဘယ်အရာမှယုံလို့မရဘူးဆိုတော့သဘောပြောချင်တာပါเนาะဆိုတော့ယုံလို့မရဘူးလို့အချက်ပြပြောချင်တယ်အဲ့တော့ဒါဒါပုံလည်းပြောရရင်တော့ဒါရွေးကောက်ပွဲတို့နိုင်ငံရေးလာမဲ့လုပ်တဲ့အခင်းချင်းတွေအတွက်ကိုဒါအချက်ပြအတန်းတခုလေဖြစ်လာတယ်ဆိုတော့ပြီးတော့လောက်ကြိုက်သမားတွေက အဲဒီဒီရပိုက်မှာဘုံခွဲတယ်ခုနဘုံခွဲနောက်ဘုံခွဲဆိုတန်လေးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတရင်မှာထည့်တာမပြောတာရန်ကုန်မှာခုနခွဲနောက်ခွဲလေးနည်းနည်းပါအတန်ပိုင်းခွဲပြီးခဲ့တန်လင်းနာမှာအတန်ပိုင်းခွဲတယ်ဆိုတာမျိုးရစားတရင်နေရှိခဲ့တာပဲဒါပေမဲ့အဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ကပန်တာမန်ကိစ္စဖြစ်လို့ပြောတာပေါ့နော်အခုကတော့ဒါလူဘုံမှုချုပ်အငိမ့်ကဘုံမှုချုပ်အောင်တယောက်ဆင်စစ်တမ်းဘုံအောင်ဆင်ကိုတမ်းဘုံအောင်ဆင်ကိုလှုပ်တယ်ဆိုတာကိုတရင်ထွက်တာပေါ့အဲ့တော့ဒီလူကလည်းတမ်းဘုံအောင်ကလည်းနိုင်ငံတကာတောင်မှသူ့ရဲ့နောက်ဝရှိလိမ့်မယ်သူထမ်းတော်ရဲ့နိုင်ငံဒီမှာအဲ့ဒီတရင်တွေကပြန်သွားမှာပဲတမ်းဘုံတောင်မှာပြန်သွားတဲ့ခါတမ်းဘုံတောင်ကလည်းဟာရန်ကုန်မြို့ထဲမှာဒီလူလာအောင်လှုပ်တယ်လားဒီကောင်ပီတီကဒီလူလှုပ်တယ်လားဆိုတာမျိုးတရင်တွေရောက်သွားတယ်အဲ့တော့အဲ့ရောက်သွားတဲ့တရင်ကတော့ ဆိုးကျိုးဖြစ်မှလားကောင်းကျိုးဖြစ်မှလားဆို PDF တွေကတော့တို့ကိုတို့နားလည်မလို့တာပေါ့နော်တို့တာပေါ့တို့နားလည်မှာနားလည်ချင်မှနားလည်မှာပါဗျာတို့တာအဲ့တော့ရောင်းမိပါလားရှိမယ်နောက်ဒါမဲ့လို့ကြရေးတွေကတစ်ချိန်တစ်ချိန်သုံးချိန်ပြီးရင်တို့ခဏပျောက်သွားအောင်ရောင်းကမအဲ့လိုသတင်းတွေကပျောက်သွားတာတစ်နှစ်ကျော်နှစ်နှစ်လောက်ရှိသွားတယ်အခုမှတခါပြန်ပေါ်လာတယ်ဘာဖြစ်လို့ပြန်ပေါ်လာလဲမကြခင်ရွေးကောက်ပွဲကိစ္စရှိတယ်ရွေးကောက်ပွဲကိစ္စတွေလုံးဆိုင်ရှိတဲ့ခါကျတော့ဒါနိုင်ငံရေးသမားတွေကိုချက်ပြချက်ပေးတာနော်ဟိုနေ့ကကျွန်တော်ဦးဆိုင်ရဲ့ပေါ့နော်ကျွန်တော်မေးပါတယ်ဦးဆိုင်ပေါ့ကျွန်တော်မေးပါတယ် လုတ်ကြိုင်တက်ပြိုင်ဘယ်လိုလုပ်မလဲပြီးတော့ပြီးတယ်နိုင်ငံရေးသမားတွေလုတ်ကြိုင်တက်ပြိုင်ဘယ်လိုလုပ်မလဲဆိုတော့ဥဆိုင်ပေါကြီးမဖြစ်ဘူးလှက်ပတ်ပြီးပတ်ဖြည်နေတာကျွန်တော်အဲ့ဒီ video file ကျွန်တော်မှရိုက်ထားရှိတယ်ကျွန်တော်ထုတ်မပြသေးပါဘူးဘာလို့ဆိုတော့ဟိုမပြချင်ပါဘူးမပြလည်းမပြချင်ပြချင်သေးလည်းမရှိဘူးအဲ့ဒါဆိုကျွန်တော်ဟိုတိတ်တမင်ချန်ထားတာပေါ့နော်ဆိုတော့မဖြစ်ရဲဘူးဥဆိုင်ပေါတော့ဆာမဖြစ်ရဲဘူးဘာလို့မဖြစ်ရဲသူမဖြစ်ရဲတဲ့အကြောင်းရရှင်းတယ် तू ကဖြည်လိုက်တော့မှသူ့ရန်ညှိုးထားမှလည်းကြောက်တယ်အဲ့ထဲမှလည်း तू ပြောထားပါတယ်အဲတကယ်ချင်းမိတ်ဆွေတို့ဟိုပေါ့မိတ်ဆွေအပေါင်းဟိုဘာလဲရန်သူလို့သဘောမထားပါဘူးတဲ့ဒီပီဒီအက်ဒီပေါ်မှာအဲ့လိုမျိုးသူပြောတယ်သို့တော့ရန်သူလို့သဘောထားလို့ပြောရရင်အကြောင်းရင်သူကြောက်လို့ပြောတာဘုံခံကြောက်လို့ပြောတာဒါတိုက်မှာ ကျွန်တော်မြန်မာနိုင်ငံကထင်မပြောသင့်တော့လေးထားလိုက်တော့ဘာညာလို့ပြောသူပြောချင်တာကတော့သူလည်းပုံမှန်လည်းပြောရတာအဲ PDF NUG ကို PDF NUG ကိုကြောက်တယ်ဆိုတာတော့သူပေါ့လေကြောက်တာတော့ကြောက်တယ်သူကအသက်ခံမှာကြောက်တယ်နိုင်ငံသမားတွေကြောက်သလားမင်းကြောက်တာပေါ့ခင်ဗျာကြောက်တာမှာနုံနေအောင်ဖင်တော်အောင်ကြောက်တယ်ကျွန်တော်ပြောရရှင်းရှင်းလေးအသေးသေးမှကြောက်တယ်ဘာလို့သေးမှကြောက်လဲဘာလို့သေးမှကြောက်လဲဘာလို့သေးမှကြောက်လဲဆိုတော့သူတို့သေးသွားရင်ဘာမှမလုပ်ရတော့သူသူတည်မတည်တဲ့အတွက်သူကအခွင့်ရရမယ်စားရစားရမယ်တောက်ရမယ်ဖားရမယ်လူကြီးလည်းလက်စလုံးစိတ်ပြောရမယ်ဒါတွေကြောင့်သူကမတည်ချင်တာဒါပေမဲ့နိုင်ငံလို့တာပြည်သူလူလူချစ်လို့ပေါ့တိုင်းပြည်တည်အေဂျင့်စီချင်လို့မဟုတ်ဘူး တော့တခါကျရင်အဲ့ဒါကိုလူလူကိုလိမ့်လေလှည့်ပြပြီးနိုင်ငံသမားတွေကပြောကြတယ်ရှိတယ်။ပြပြတော့တော့တော့နိုင်ငံသမားကိစ္စပြီးရင်ကျွန်တော်ပါတီကိစ္စပြောတယ်ဆက်ပြောမယ်အခုလောတဲ့ဘုံချုပ်ညီသားဘုံချုပ်တယောက်ကိုလုံးဆုံးမသွားတယ်တပ်ဖြတ်ခံရခြင်းအကြောင်းရင်ပါပြီးတော့တိုက်ပြီးတော့ဟိုစိတ်မကောင်းစရာဖြစ်တယ်လို့ပဲပြောချင်တယ်။လောကျတပ်ဖြတ်သူတွေဘက်ကလည်းနင်းနေလဲသူများကိုတပ်ဖြတ်ပြီးရတော့သူလည်းကောင်းကောင်းနေရမှာပေါ့ထွက်ပြေးနေချောင်နေရမှာပေးကြတယ်ကိုကြောင့်ကိုယ်နဲ့ပဲတခုချုပ်ဖို့လို့ပဲနေရမှာပဲပြီးတော့ထူကြတာကတော့ဒီဖြစ်စဉ်လောက်ကြံဖို့အတွက်သူတို့ကကြိုတင်ပြီးတော့ရေပောင်းမြက်သာလာလေးလာပြီးတော့ဒီနားမှာလာလေးလာပြီးစပိန်လေးနဲ့တမျိုးကားလေးနဲ့တမျိုးစသဖြင့်လာပြီးလာပြီးတော့ သူ့ရဲ့အဝယ်ထွက်တွေကိုမှတ်လိုက်မယ်။ဒါကြောင့်လုံချန်တပြည့်ရဲသမားတွေကဟိုဟာတွေ့လို့ကြုံလို့တရက်ပါပြီးတိုင်းသူတက်တာမဟုတ်ဘူး။သူတို့ကရက်ပေါင်းများစွာသုံးမသုံးလေးရက်လောက်လာပြီးတော့ကိုယ့်အိမ်ဘီနာမှာကိုယ့်ပတ်ဝန်းကျင်မှာရက်ပေါင်းများစွာကိုယ့်ရဲ့မူချင်းအပြုတ်မူတွေလာလေ့လာပြီးတော့မှလောက်လာဖြစ်တဲ့အတွက်ဘသူပဲဖြစ်ဖြစ်ခင်ဗျားတို့အနေနဲ့ကိုယ့်ကိုယ်ကိုစိုးရိမ်ရတဲ့လူတွေကိုပါလေလို့ခိုင်ထားရင်ဒါတော့နေရမှာရှင်းရှင်းလေးပဲ။ပုံမှန်လုပ်နေကြတိုင်းမလုပ်နဲ့။ပုံမှန်နေကြတိုင်းမနေနဲ့။ပုံမှန်သွားနေကြတိုင်းမသွားနဲ့။ပုံမှန်အတိုင်းမလုပ်နဲ့။ဒီနေ့ဒါလို့ပြန်နောက်တစ်နေ့ဒါနောက်တစ်နေ့ဒါဆိုကိုလို့လာအဲ့တော့ကိုယ့်တိုင်းသလိုအမြဲတမ်းကိုယ့်ရဲ့ဟိုတိုင်းဖိုလ်အမြဲတမ်းလို့လို့ကစားတာကောင်းပါလေ။ လုံးချန်တက်ပြိုင်သမားတွေကလည်းအချိန်ပြည့်ခင်ဗျားတို့အနာမှာမတ်တက်ရယူထိုင်ဆောင်နေနေမှာမဟုတ်ဘူးသူတို့ကလည်းခင်ဗျားတို့အချိန်နေလစ်လစ်တဲ့အချိန်တွေမှာလစ်တဲ့အချိန်တွေမှာသာလုံးမှာသဘောလုံးချန်တဲ့သဘောရှိတယ်။ဒါကြောင့်မလို့ကျန်တဲ့လူတွေနေလည်း 3G ထားနေထိုင်ကြဖို့တော့ကျွန်တော်တိုက်တော့ပါတယ်။မကြာခင်မှာလည်းနိုင်ငံရေးရွေးကောက်ပွဲတွေလာမယ်ဆိုရင်ရွေးကောက်ပွဲကာလတုန်းကထွက်တော်မှတ်တွေအတွက်တော့ဒါပုံလက်တော်အကူအညီလောင်းနေအတွက်ကတော့ဒါတန်ကြောက်ခောက်တယ်ပါပဲနော်။အဲ့တော့ဒါတစ်ချက်ပေါ့။